ချစ်စွာသောမိဘပြည်သူပေါင်းစိတ်အေးချမ်းသာခြင်းကိုအေးချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေလို့မိကိုချစ်ချောက်အစီအစဉ်ရနေပြီးဥစွာပထမနှုတ်ခွန်းဆက်သားလေးရပါခင်ဗျာဟုတ်ကဲ့ကိုစိတ်ကြီးမင်္ဂလာပါမင်္ဂလာပါကျွန်တော်ပတ်စင်တင်ဆက်နေကြပြည့်တဲ့မိကိုချစ်ချောက်အစီအစဉ်လေးမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်မိကိုချစ်ချောက်လိုက်ရမယ့်လူကဘယ်လူများလဲခင်ဗျာအာမိကိုချစ်ချောက်လိုက်ရမယ့်လူကတော့ကျွန်တော်စကိုင်းတက်ရင်လေးကကိုထိုင်ပါအော်ကျွန်တော်သိတာကသူကကိုရင်ကြီးဘဝကနေပြီးတော့ဒီတော်လိုင်းဘက်ကိုကိုဝါလို့ကျွန်တော်သိတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ အာနာတိတ်လိုက်တဲ့အချိန်မှာအရင်တော့ကတော့သူကနေပြီးတော့တပိတ်နဲ့စိတ်ပရိကင်ပြီးတော့စွန့်ခံနေရတယ်ကိုရင်ကြီးဟုတ်ပါခင်ဗျာပြည်သူမျက်ရည်ကိုတုတ်ပေးရှင်တော့သူကနေပြီးတော့တပိတ်နဲ့စိတ်ပရိကိုကျောင်းမှာထားခဲ့ပြီးတော့အခုပြည်သူတွေဘက်ကနေပြီးတော့မမမမရက်နေပြီးတော့တနက်ကင်နေရတယ်နက်နက်ပြောင်းပိုင်ရတာ ဟုတ်ကဲ့ပါဟုတ်ကဲ့ဒါပြောပြောကျွန်တော်တို့ကဂုံယူစရာပေါ့ဒါကဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဒါလည်းအိုးအရင်တော့ကျွန်တော်တို့ဒီမှာဒီတော်လိုင်းကြီးမှာပါဝင်လာတဲ့ယဟန်နေလည်းအများကြီးကြားခဲ့ဘူးလေလေတမိုင်းရှိရချင်းဟုတ်ကဲ့ပါတော့ပါတော့အဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ဒါဒါပေမဲ့သူကတော့ဒီလက်နက်ကိုက်မယ်ဆိုတော့သူလူထွက်လိုက်တာပေါ့နော်ဒါပေါ့ပါလေဥမာပြည်သူဘက်ကိုလုံးဝရက်တီလိုက်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ခင်ဗျဘာပြောပေါ့ကျွန်တော်ရဲ့ဟို YouTube channel မှာအများကြီးပြောနေကြစကားထွန်းရှိပါတယ်ဘယ်နိုင်ငံထိသွားမလဲနော်အိန္ဒိယသွားမလား တရုတ်သွားမလားဟုတ်ကဲ့เนาะရုရှားသွားမလားအမေရိကသွားမလားကြိုက်တဲ့နေရာတွေသွားကျွန်တော်ကတော့မိကိုချက်ချက်ကျွန်တော်လိုက်ပြီးသားပါပဲဟုတ်ကဲ့အခုမိကိုချက်ချက်လိုက်ရမှာတော့နိုင်ငံညာမဟုတ်တော့ဘူးဗျဟုတ်ကဲ့ဘယ်လိုလဲခင်ဗျာပြည်တွင်းနဲ့အော်ပြည်တွင်းနဲ့ကိုပြည်တွင်းနဲ့ကိုကိုမိကိုချက်ချက်လိုက်ရမယ်ဟုတ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့စကိုင်းတက်ရင်လေးကကိုရင်ကြီးကိုလှိုင်သူ့ကိုကျွန်တော်တို့မိကိုချက်ချက်လိုက်ပါမယ်ချစ်စွာသောမိဘပြည်သူပေါင်းတို့ကလည်းကျွန်တော်နဲ့အတူမိကိုချက်ချက် လိုက်ရပါလို့ဒီနေရာနေပြီးတော့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆောရမီဘာပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့မိโกချက်ချောက်အစီအစဉ်ရနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါခင်ဗျာကျွန်တော်မိโกချက်ချောက်အစီအစဉ်မှာဘယ်နိုင်ငံထိသွားမလဲ ကြိုက်တဲ့နိုင်ငံတည်သွားကျွန်တော်ကတော့မိကိုကျွတ်လျှောက်လိုက်ပြီးသားပါပဲခင်ဗျာအခုဆိုရင်ကျွန်တော်မိကိုကျွတ်လျှောက်လိုက်ရမှာဘယ်ကိုလိုက်ရမလဲမြန်မာပြည်တော်တင်ကစကိုင်းမှာအညာခံရတဲ့အညာသားကြီးတွေဖြစ်တယ်စကိုင်းတက်ရင်လေးကကျွန်တော်တို့ရဲ့တည်သူဘတ်တော်သားတည်သူတက်မတော်သားကိုလိုင်းနဲ့ကျွန်တော်တို့မိကိုကျွတ်လျှောက်ကျွန်တော်တို့ လိုက်ကြပါခင်ဗျာပြည်သူပဒဏ်နေမမမမက်ရက်တည်တဲ့ကိုရင်လူထွက်ကိုလိုင်နဲ့မိကိုချက်ချောက်ဘလို့လိုက်မလဲဆိုတာဆက်လက်ပြီးတော့အားပေးကြပါခင်ဗျာကိုလိုင်မင်္ဂလာပါကိုကြီးအာမင်္ဂလာပါဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ကလူချင်းမတွေ့ဘူးပင်မဲ့လဲစိတ်ချင်းကရင်းနှီးနေပြီးသားပါကိုကြီးဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲကိုလိုက်ရဲ့ဟိုလှုပ်ရှားမှုတွေမြေပြင်မှာ ကျွန်တော်တို့ကြားနေရတာတွေ့နေရတာတကယ်လို့ပဲကျွန်တော်တို့အားရပါတယ်ကျင့်တ်ပါတယ်ပီတိဖြစ်ရပါတယ်ဒါလည်းပါလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေရဲ့မျက်ရည်ကိုတုတ်ပေးခြင်းနဲ့အခုလိုရဲ့ကျွန်တော်တို့ရဲ့စံထားတွေပဲဖြစ်ပါတယ်ပြည်သူဘက်ကိုကျွန်တော်တို့ကရက်တည်ပြီးတော့ပြည်သူဘက်ကနေပြီးတော့မမမမတ်ရက်တည်ပေးတဲ့ကိုလိုက်အောင်လဲကျွန်တော်တို့အထူးပဲကျွန်တော်ယေရှုတင်ပါတယ်ကိုလိုက် ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကျွန်တော်ပထမဦးဆုံးလေးကျွန်တော်မိโกကြွက်လျှောက်လေးနဲ့ကျွန်တော်သိကျင်တာကတော့အဲကုလိုင်ပေါ့နော်ဒီ27ຫນွေဦးတော်လန်ရေးမှာအဲဘလို့ကနေဘလို့အဲပေါင်ဝင်လာတယ်အခုလက်ရှိလဲဘာတွေယူလှုပ်ရှားနေလဲဆိုတော့ကျွန်တော်သိပြရသေးဘူးအဲဒီတော့နဲ့စတဲ့ဒီအနာသိနေတော့ကျွန်တော်အခုကွန်ကြီးကနေစီးရတယ်ဟုတ်ကဲ့ပါအဲမှာကွန်ကြီးကနေအခုဆန္ဒပြုလို့ အဲ့မှာလက်လက်နဲ့ဆက်ကပ်ကနေလေးနဲ့ဆက်တဲ့ဘူးဘူးကိုကူလိုက်ဒီဝါချီတွေတွေ့လိုက်တဲ့အခါကျတော့အာကျွန်တော်တို့ဒီပုံစံသွားလို့မရတော့အဲ့လက်နဲ့ကန်လက်စင်ကိုကျွေးမှရတော့မင်းဆိုပြီးတော့ကျွန်တော်အနေနဲ့စိတ်ကူးပေါက်လာတာပေါ့နော်ဟုတ်ကဲ့ပါအဲ့အချိန်မှာပဲတကအာကျန်ရနေဆင်းလာတဲ့ကျွန်တော်တငယ်တယောက်နဲ့ချိတ်ဆက်ပြီးတော့အဲ့မှာကြေးရမှာရှိတဲ့တငန်းငွေကြီးနဲ့ကျွန်တော်အဲ့လိုဟုတ်အဲလုံးလေးကိုစီယုံပြီးအချိန်ဆက်တဲ့နေပေးတယ်အဲမိုင်းတင်တဲ့နေပေးတယ် အဲ maintenance နေပြီးပြီးတော့အဲကျွန်တော်တို့ဆိုကျွန်တော်တို့အခုလက်ရှိဆိုးမှုတာတွေနေပြီးမှာပေါ့ဘောနော်လက်နေပြီးမှာကျွန်တော်တို့ဒီကျွန်တော်တို့အခြေပြုတဲ့ဒေတာအရင်တော့အစကစအနေနဲ့ရောကျောစောပေါ့ကလေးကံကောကိုထောက်ပို့လမ်းညွှန်ကြီးဟုတ်ကဲ့ပါအဲ့ဒီလမ်းညွှန်ကြီးပေါ်မှာကျွန်တော်တို့2021အဲ2021လေးလောက်ပဲနေစမယ်စပြီးတော့ကျွန်တော်တို့ကအာမိုင်းဆွဲတိုက်ခိုက်တာကြီးစပြီးလုပ်ခဲ့တယ်ဟုတ်ကဲ့ပါ ရောင်းစပက်ရှယ်ပြပဲ defense force ဆိုပြီးတော့ကျွန်တော်တို့က2021 5လပိုင်းမှာကျွန်တော်တို့ကမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ကငွေတွေကိုအာတော်လိုင်းစိတ်တဲ့စိတ်တဲ့ပြင်ထန်တဲ့ငွေတွေစုစည်းပြီးတော့ကျွန်တော်တို့အနေနဲ့အဲအဲမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ဆိုပြီးကျွန်တော်တို့ဖွဲ့စည်းခဲ့တယ်ဟုတ်ကဲ့ပါအဲ့မှာဖွဲ့စည်းပြီးတော့ကျွန်တော်တို့အနေနဲ့မိုင်းတင်တဲ့နေဥဆောင်ပြီးတော့ပေးတယ်တခြားထိဆက်မြို့နယ်မှာရှိတဲ့မဟာမိတ်အဲငွေတွေတွေကိုလည်းမိုင်းတင်တဲ့ပို့ချပေးတာရှိတယ် ဟုတ်ကဲ့အဲကျွန်တော်တို့တင်ရင်မှာကျွန်တော်တို့အဲဒီတော့တင်ရင်ရပေါ်မပေါ်သေးဘူးကြာကျွန်တော်တို့မျောမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျောစပစ်ချစ်ပြည်ပဒေဖန်ဖို့ဆိုပြီးတော့အဲ့ချိန်မှာအဲချားမျိုးနဲ့ရအကြီးဆက်မျိုးနဲ့မှာရှိတဲ့ရဲဘော်တွေကစကျွန်တော်တို့မိုင်းတင်တဲ့နေမိုင်းစပ်ပြည့်ရတဲ့ဤပညာတွေကစကျွန်တော်တို့ sharing လုပ်ပြီးခဲ့ခုနပြောတဲ့အဲထောက်ပံ့လမ်းကြောင်းကိုကျွန်တော်တို့ဖြတ်ခဲ့ရတဲ့အချိန်ဆိုရင်ကျွန်တော်တို့ကတော်တော်လေးလုပ်ခဲ့ရတယ်အဲ့အဲ့ချိန်တော့ အဲလမ်းပေါ်မှာအချိန်ပြည့်24နာရီနီးပြားတရက်ကိုအဲ့လိုမျိုးတစ်နေ့ကျနေကျွန်တော် rotate လက်ပြီးတော့ mind ဆွဲတာကျွန်တော်ကြည့်မှာအဲ့တော့အာ auto gun နေရှိသေးဘူးဟုတ်မရှိသေးတဲ့အချိန်မှာကျွန်တော်တို့က mind တော့ပဲအဓိကထားပြီးဒီတိုက်ခိုက်ခဲ့ရတယ်တိုက်ခိုက်ခဲ့ရတာအဲ့အချိန်မှာအာမြင်းညာအဲမြင်းညာတလုတ်တိုက်ပွဲမှာပြီးတော့အခါကျတော့ကျွန်တော်တို့မြင်းညာခိုင်တရင်အမှတ်1ကိုစင်မင်းနဲ့ကျွန်တော်နဲ့အဆပြီးတော့ အဲတို့တိုက်ခွဲမှာစုံပြီးတော့ကျွန်တော်တို့ကအဲနေ့အောင်ပေါင်းပြီးတော့မိုင်းကိုပို့ပြီးတော့ specialized ဖြစ်အောင်ပို့ပြီးတော့လူငယ်လူလေ့ကျင့်သင်ကြားပေးတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဘာကြောင့်မှကျွန်တော်တို့က auto gun ဝယ်ပြီးအဆင့်ကိုနောက်တစ်ဆင့်ထပ်တယ်အဲ့ချိန်မှာလက်ထဲမှာဒီလိုမျိုး fish ထောင်းရတာလူခံရတယ်ဆိုတော့ကျွန်တော်တို့မှမတိခဲ့ဘူးဒီဒီမတိလည်းမတိသေးဘူးအဲ့ကောဟုတ်ဘူးလေဆိုတော့ဒီအရင်သူကရောင်းချပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီအရမ်းမျိုးတူမီတူမီရေလောက်တယ် အဲအဲ့ဒါမျိုးမိုင်းအဲမိုင်းကြီးစီကောင်းကောင်းနေဝေးပြီးတော့ကျွန်တော်တို့အဲ့မှာမြေပြင်မှာအဲ့လိုတိုက်ပွဲပုံပုံပေးရပါဗျာဟုတ်ကဲ့ပါခင်ဗျာဟိုဘာပဲပြောပေါ့နော်အခုလို့ကျွန်တော်တို့ကဟိုလောက်တာချင်းမတူပေမဲ့ရွေကျက်ချင်းရတော့အတူတူပါပဲခန်းစားကျက်ချင်းရအတူတူပါပဲဆိုတော့ကျွန်တော်တို့အနုပညာသမားတွေဆိုတာလေအဲပြည်သူတွေရအားပေးလို့ပြည်သူတွေမြှောက်စားလို့ကျွန်တော်တို့တောက်ကြွလာခဲ့တယ်ပြည်သူတွေကြွေးတဲ့ခမင်းကိုကျွန်တော်တို့ကစားခဲ့ရတယ်ဒီအချိန်မှာ ပြည်သူတွေဘက်ကနေပြီးတော့မမမမတ်ကျွန်တော်တို့အမှုပညာနဲ့တိုက်ပွဲဝင်ပြီးတော့ရက်တည်ခဲ့တယ်။ထို့နည်းတူပဲအဲကိုလိုင်းဆိုလည်းဟိုပြည်သူလူထုကြွေးရသူကြွေးရသားတွေကနေပြီးတော့ဟိုအဲ့တုန်းကကိုရင်ကြီးဘဝဆိုတော့အဲဆုံးနေခံရတယ်။ဆုံးခံရတော့အဲတကားတွေတကမတွေပြည်သူလူထုတွေကလောင်းတဲ့ဆုံးကိုဖုံးပေးရင်းနဲ့ပြည်သူမျက်ရည်ကိုတုတ်ပေးခြင်းနဲ့စိတ်ကြောင့်တာမဏဘောင်ကနေပြီးတော့ထွက်ပြီးတော့ ပြည်သူဘက်ကနေရက်တည်တဲ့အနေနဲ့ကိုယ်တကားတွေတကမာတွေဒုက္ခရောက်နေတာကိုမကြည့်ရတဲ့အတွက်အကိုကနေပြီးတော့လူပွေလဲပြီးတော့တိုက်ပွဲဝင်နေတာတိရတော့အထူးပဲကျွန်တော်တို့ဂုံလဲဂုံယူပါတယ်ကျေးဇူးလည်းတင်ပါတယ်နောက်တစ်ခုကျွန်တော်မေးချင်တာကတော့ကိုယ့်ရဲ့ဒီမြေပြင်မှာကိုတို့ဒီတိုက်ပွဲကိုကိုတို့ဆင်နွှဲတဲ့အချိန်မှာအဲစခန်းတွေကိုတိမ့်လိုက်ရတဲ့အတွက်ကိုတို့ပျော်ရွှင်မှုတွေကိုတို့ရှိမယ်ပြီးတော့ကိုတို့ဘက်ကနေပြီးတော့ဟိုတဦးတယောက်ပဲဖြစ်ဖြစ်အဲ ိုအဖွဲသားပဲဖြစ်ဖြစ်ဒဏ်ရာရွာတာမျိုးလို့အာပြီးတော့အကြဆုံးသွားတာမျိုးလို့ဝမ်းနေစရာတွေရောအခုလိုကြုံတွေ့ကြရတာအဲပျော်ရွှင်စရာနဲ့ဝမ်းနေစရာလေးတွေကျွန်တော်တို့တစ်ချက်လောက်ကျွန်တော်တို့ပြောပြပေးပါဦးအဲကျွန်တော်တို့မမရတိုက်ပွဲဆိုလို့အဲမှာအထင်ကြီးတိုက်ပွဲညောင်းနေမှာ3ပွဲလောက်ရှိပါသေးတယ်ဟုတ်ကဲ့အထင်ကြီးတိုက်ပွဲဆိုတာအာ2022ထိမှာအာအဲမိရောက်တိုက်ပွဲလို့ခေါ်တဲ့အဲတမစီကန်တိုက်ပွဲ အဲ့တိုင်ပွဲမှာအာကျွန်တော်ညီတယောက်ဟိုကြာသွားတယ်ကြာသွားတော့ကျန်ဒဏ်ရတဲ့ရဲဘော၅ယောက်ပေါ့နော်ရဲဆိုတာညီရင်းလားညီဝင်းဝဲပါဗျအော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တိုင်ပွဲမှာတော့မီတာ80ကွာဝင်းမှာရှိတဲ့ရန်သူလက်နက်တွေကိုငင်းရဲတန်းနဲ့ကျွန်တော်မကောက်နိုင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့အဲ့မှာရှေ့မှာဓာတ်ပေါ်လေးရှိတယ်အဲ့အဲသူတို့သူတို့လက်နက်ငယ်အဲ့ပြင်းနေတဲ့တန်းနဲ့ကျွန်တော်မကောက်ရိပ်တယ်ကျွန်တော်တို့မှာ အပစ်ကြီးဟိုလုံးဝမလုံလောက်တော့တာဟုတ်ကဲ့အဲ့မှာကျွန်တော်တို့ကဒီကျွန်မစိကံရောအနိထွက်လာတဲ့စစ်ကြောင်းကိုကျွန်တော်တို့ကဖားဖြတ်ပြီးတော့ဂျာအဲ့တော့သူတို့ဟိုတုတ်ရှားစစ်ကြောင်းကိုဖားဖြတ်ပြီးတိုက်တာအဲ့ဆိုစစ်ကြောင်းနှစ်ကြောင်းကိုကျွန်တော်တို့ကဖွားဖတ်ထားတာအဲ့အချိန်မှာကျွန်တော်အနေနဲ့ကဟိုဘက်စစ်ကြောင်းကိုလှမ်းမိလှမ်းမိတယ်တော့ကြည်ဘလောက်ရှိသေးလဲ50 30 20ဒီလောက်ပဲကျန်နေတဲ့ခါကျတော့ကျွန်တော်ကဖားလေးပေါ်မှာကောင်းကောင်းပေးပြီးတော့မှအဲ့အလက်ကိုဝင်းကောက်ချင်တယ် ဟုတ်ကဲ့အဲ့မှာကျွန်တော်ရဲဘော်တွေကလည်းကောက်ချင်စိတ်ကအဲ့ဒီအဲ့ဆိုတာအပြည့်ရှိဟုတ်ဒါပေမဲ့ကျွန်တော်ဝင်းမကောက်ဘူးဘာလို့လဲဆိုတော့ရန်သူစနိုက်ပါအာကျွန်တော်လေးကောင်းနေအဲ့ဒီအပွဲမှာတော့ဟုတ်ကဲ့အဲ့အဲ့မှာနောက်ထပ်ကျွန်တော်ရဲဘော်ကျွန်တော်မပေးနိုင်ဘူးဆိုပြီးတော့ကျွန်တော်ကကျွန်တော်ရဲဘော်တွေတက်ပြီးတော့မကောက်ခိုင်းနိုင်တကယ်တမ်းဆိုအဲ့လိုမျိုးတိုက်ပွဲရကျွန်တော်အနေနဲ့ရလဲတော်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 လေးလေးကောင်းကောင်းနေတယ်ပေါ့ဗျာကျွန်တော်ကျွန်တော်တို့မှာခရမ်းကြည့်ဘယ်လိုနောက်ထပ်ပြက်ပလာအဲ့ပြက်ပလာအဲ့ တိုင်ပွဲတော်တော်များများကျွန်တော်တို့ဟိုအဓိကပြဿနာအချင်းချင်းလုံလောက်တဲ့ပြဿနာဟုတ်ကဲ့ပါဟုတ်ကဲ့အဲဒုတိယတိုင်ပွဲဆိုရင်လည်းဒီကြော့ရစ်ကြော့ရစ်စကန်ဒင်းမှာကြော့ရစ်ဆိုတာအဓိကကျွန်တော်တို့စကိုင်းမကွေးမန်းလေးရဲ့အလဲပုံမှာရှိတဲ့ you are ကြတဲ့စကန်ဒင်းဟုတ်ကဲ့ပါအဲစကန်ကိုကျွန်တော်တို့က၄ည8ရက်နဲ့ကျွန်တော်တို့၄ည8ရက်ကိုရန်သူကိုဖျားပေးဖျားပေးပြီးတိုက်ခိုက်နိုင်ရဲ့အဲရန်သူဘန်ကအာနဲ့မီတာ80အကွာမှာ RPG နဲ့ ဈေးပြတာတော့သူမရခဲ့ဘူး RPG အဲ့ဘက်မှာတော့ကြည်သုံးလုံးရောက်ပုံတယ် RPG 24ခုပုံနဲ့60မှမှအဖူ40ရောက်ပုံဟုတ်ကဲ့အဲ့မှာဆိုရင်ကျွန်တော်တို့ drone ကို၄ည၅ငါးရက်တိတိကို drone drone တွေကိုအဆက်မပြတ်အဲ့ fit window ကိုအဲ့ multi multi multirola တော့ကအကျန်းအစီမံပြီးတော့တိုက်တာတော့ကျွန်တော်မရခဲ့ဘူး။ဘာကြောင့်မရခဲ့လဲဆိုတော့သူရန်သူဘက်ကကောင်းတဲ့အနေအထားမျိုးလေးရှိတယ်။နောက်တစ်ခုကကြောက်ရစကံကိုရန်သူဘက်ကပေးမှာမဟုတ်ဘူး။ပေးမှာမဟုတ်ဆိုတော့ကျွန်တော်တို့ ပရိမြေပြင်အနေထားရဲ့အနေထားရာကျွန်တော်ခြေပြုတဲ့ဒေသရဲ့အနောက်ဘက်မှာ196 159 159 6ဆိုတဲ့တက်သုံးတဲ့ရှိဟုတ်ကဲ့ဖူလုံစစ်တပ်ကိုဟုတ်ကဲ့အဲ့ဖူလုံစစ်တပ်ကနေရန်သူဘက်ကနေရေပြင်ကနေပေါ့၁၄၅ကြီးနဲ့ပြစ်ကူလာပြီးတယ်ပြစ်ကူလာပြီးပထမရက်ကပြစ်ကူလာပြီးတဲ့စစ်ကြောင်းကိုကျွန်တော်တို့၁၄နှစ်ကြီးမြုပ်လိုက်ပြုတ်လိုက်ပြီမြေဒုတိယရက်မှာကျတော့သူဆက်လိနောက်တဲ့9ဆီးနဲ့ထပ်ပြောအင်းအားပြန်ပြောပြန်ဖြစ်ပြန်ဖြစ်ပြောဟိုက အဲကျွန်မတို့လည်းဒီ SY လောက်လိုက်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ချက်မှာအာဘယ်လိုလဲဒီ fighter ကိုပြစ်နိုင်တဲ့အဲဒီလက်နဲ့မျိုးမျိုးစားလေကျွန်တော်ရှိမှာမရှိဘူးဟုတ်ကြီးဆိုရင်အဲ့ဘက်မှာကျွန်တော်တို့3000ကျော်3600ကျော်ပို့ဩအဲတကယ်မဟုတ်ဘူးတော့3600တောင်လို့ပြောတာ3600ပြီးမှတော့ပုံသွားပြီမဲ့အဲ့မှာတော့ဆိုကျွန်တော်တို့ဘယ်လောက်ဒီသူတို့ချိတ်ချောက်နိုင်လို့ဆို ဟုတ်တိုင်းပဲချတော့တယ်ဗျာဟုတ်ကဲ့ဟုတ်တိုင်းပဲချတယ်ဗျာအဲစကားစမိသားစုဝင်ဒီကလေးတွေမိုးယူနေတဲ့အတန်တွေကိုကျွန်တော်ကြားတယ်ကျွန်တော်ကလောနဲ့တက်ဝဲအဲလင်းဝင်ပြီးဖို့အဲသူတို့ဟိုစစ်တောင်းကိုလည်းလန့်ပြီးတော့ဖုန်းနဲ့လည်းတခုတည်းရတယ်ဖုန်းနဲ့လည်းအလင်းဝင်ပြီးဖို့ပါညာဆိုပြီးကျွန်တော်ရှင်းုံတယ်ဒါပေမဲ့အဓိကသူတို့စကားစတက်သားတွေကအလင်းဝင်ပြီးနေစစ်တောင်းကတော့ကောင်းလာရင်အနေနဲ့ဖြစ်တယ်အဲ့ဘွယ်မှာအဲ့ ကြောရေးစခန်းလာရခဲ့တဲ့အချိန်ကျွန်တော်တို့ကမြောင်းငင်းကြံချုံငင်းမှုအဲနောက်ဖက်ပလဲဂျင်းမရင်အဲအရှင်တရှုအဲလုံးဝပေါ့ခန်းပရိုဗီမီတော့မှာခင်ဗျာကြည့်ရက်ပရိုဗီဒီဟာတိုင်းကြည့်လေမရှိတဲ့တက်စတီတာမှာစတိုင်းအရယ်တဲ့ခါကျတော့ပြီးမှစီကြောင်းဟိုလေကြောင်းအဲအဲသူအတိတ်ကိုပြီးပြီးတော့အဲ့စကန်ကိုသူကသွားတာအဲ့လို ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဘာပြောပေါ်တော့အခုတို့ဒီအသက်စွန့်ပြီးတော့ဟိုဒီပြည်သူဘက်ကနေပြီးတော့ရက်တီပြီးတော့ပြည်သူမျက်ရည်ကိုတုတ်ချင်တဲ့ဆန္ဒတွေရှိတဲ့အတွက်လည်းကျွန်တော်တို့ပြည်သူတွေနဲ့အတူအကုန်လုံးရဲဘော်တွေအားလုံးကနေပြီးတော့ကိုတို့ကိုဂုဏ်ယူမဆုံးပါဘူးသူရဲ့အဲဒါလေးကလည်းကိုတို့ရဲ့တမိုင်းမှတ်တိုင်လေးတစ်ခုကိုတို့ထူခဲ့တာပေါ့နော်။နောင်လာနောင်သားတွေအတွက်လည်းငါတို့ဒီဘယ်တော့မှတော့ငါတို့ဘာတွေလုပ်ခဲ့တယ် ။ဘာဒီအခုလည်းငါတို့ဆက်လုံနေတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကတမိုင်းတစ်ခုအနေနဲ့မှတ်တမ်းဝင်သွားတာပေါ့ကိုရဲ့။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုရဲ့အခုဟိုနောက်တစ်ခုကျွန်တော်မေးချင်တာတော့ပေါ့နော်အခုလိုမေးမေးရှင်းတစ်ခုကိုကိုလိုပေါ်ဆောင်တဲ့အချိန်မှာအဓိကဘာတွေလိုအပ်လဲညာပြီးတော့နောက်တစ်ခုကဟိုဘာတွေလုံးတင်လဲအဲ့ဒါလေးကိုကျွန်တော်တို့သိပြရစီကိုကျွန်တော်ဘာ အဲမစ္စတာကူလို့တော့မယ်ဆိုရင်အဲဆင့်ပြည်ပြင်တရင်ထောင်းရေး IO အနေနဲ့ရန်သူတရင်ရန်သူအင်အားရန်သူရဲ့ဆင့်အင်အားစင်ကျွန်တော်ပထမဆုံးစပြီးနံပါတ်1ထောင်းလမ်းအဲထောင်းလမ်းပြီးကျွန်တော်တို့ညောင်းပြီးတိုက်တာကျွန်တော်တို့လှုပ်ရှားစစ်ကြောင်တိုက်တာများတယ်အထိုင်ကိုတိုက်ဖို့ကျွန်တော်ခုနောက်ပိုင်းကျွန်တော်နည်းခင်းတယ်အဲရန်သူဘန်ကကောင်းနေတဲ့အတွက်လှုပ်ရှားစစ်ကြောင်တိုက်တဲ့အချိန်မှာရန်သူအင်အားအချိန်ကြီးဆင့်အင်အားစင်အဲအဲ့အချိန်မှာတိပြီဆိုရင်ကျွန်တော်တို့ကဘယ်နေရာကိုတိုက်တဲ့အင်အားဘယ်လောက်သုံးလဲ ဲ့မှာအဲကျွန်တော်တို့စဉ်းစားဖို့လို့တဲ့ဒီသက်ဆိုင်တန်မှုကြီးကျွန်တော်တို့ဒီမှာအာဝင်လင်ပြောရင် NUG ကချပေးထားတဲ့လက်လို့ဟောအော်တိုကန်ငါးလက်ပဲဆိုကျွန်တော်ကဤသူတွေဤသူအလုံငွေတွေနဲ့ဝယ်ထားတဲ့လက်နက်ခင်ရန်ကြီးပဲများတယ်အဲ့အတွက်ကျွန်တော်တို့မှာ KNG ကပြင်းပြင်းစုရအောင်ဗျာဟုတ်ကဲ့ဘာရရငါအရှင်ပြေတောင်းရဲ့တောင်းအဲ့ဒီကပြင်းစုပြီးတော့ကိုတိုက်ချင်တဲ့ pair point 2ကိုရောက်ပြီးဆိုရင်ပထမဆုံးခုနကျွန်တော်ပြောတဲ့အဲ့ အဲ IO နေနဲ့အဲစစ်မြေပြင်သတင်းထောက်လိုင်းရေးရရရှိတဲ့သတင်းချက်လက်ကိုပို့ပြီးတော့ပို့တည်ပြီးတော့ချာမဟာမိတ်ဖွဲ့စည်းရေးနဲ့ဘလို့ပူးပေါင်းဆောင်ရွက်မယ်ဆိုတာစပြီးတော့အဲ့မှာတွေကျွန်တော်တို့ကမြေပြင်ကောင်းဆောင်နေနဲ့စတွေ့ဟုတ်ဟုတ်တွေ့ပြီးတော့ရဲဘော်တွေကန့်တစ်ခုတွေကိုထည့်လိုက်ကန့်တစ်ခုတွေထည့်ပြီးထည့်ဖန်ထည့်မယ်သူတို့ဒီဟုတ်အင်းဆိုကြတော့ဖုန်းတွေရဲ့အခြေအချင်းကျွန်တော်တို့တင်းတင်းရတဲ့အနေအထားမျိုးတွေရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့သတင်းကို အပြင်မှာတရင်ပေါ့ချောင်းမြေဖြစ်သွားမှာဆိုဆိုလို့ပေါ့နော်ဟုတ်တာပေါ့ဟုတ်တာအဲ့မှာကန်ထဲမှာထည့်ပြီးတော့ဒီကျွန်တော်တို့လှုပ်ရှားစစ်ကြောင်းကိုအဲအဲ့မှာဘေးနေရာမှာကျွန်တော်တို့ရဲ့ဥတီချက်ကဘေးရစီးရီမှာချက်ကပါဆိုတာအဲ့မှာတမကျွန်တော်ရေဘွက်ကိုချပြတယ်ချပြပြီးတဲ့အချိန်မှာကျွန်တော်တို့လိုချင်တဲ့ point တစ်ခုကိုကျွန်တော်တို့ကအနည်းကဲဆိုကျွန်တော်တို့က choice လုပ်ပြီးတော့ကျွန်တော်တို့ကအဲအနည်းကဲဆိုမြင်ကြည့်ကျွန်တော်တို့ကကတ်ကတ်ပြီးတယ်ပေါ့နော်ဟုတ်ကဲ့ပါကတ်ပြီးပြီးတော့အဲ့မှာ အဲဒီဆက်ဆုံးပြောရရင်နှစ်လပိုင်း26ရက်နေ့ကဒီလေကျွန်းဒေသမှာတိုက်တိုက်တိုက်ပွဲပေါ့နော်ဟုတ်ကဲ့အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ကဒါဆောင်းတစ်ပြင်ထိတွေ့ပုံစံမျိုးကြီးဖြစ်သွားတာရန်သူအနေနဲ့ကအင်အားနှင်းအားဒီနေ့အကျော်သုံးလာတဲ့အနေအထားမျိုးကိုကျွန်တော်တို့အနေနဲ့ကဒါပရောပစ်ကူသွားမယ့်အနေအထားမျိုးဒါပေမဲ့ပုံမှန်ကျတော့ပစ်ကူအဆင့်ဟုတ်တော့ထိတွေ့လုံးဝတော့ဩလုံးဝတော့အချိန်ညမှာအာ စနစ်ကြကြအဲ့လိုတိုင်ပွဲကိုပုံမဖွန်နိုင်ဒီချက်ပူရလက်ကောင်းကျွန်တော်တို့အများကြီးလုံးနိုင်စွာရှိသေးတယ်အဲ့တော့ရန်သူအလောအော်ဓာတ်ပေါ်ဒီစစ်ကြောမှုပေါ့ရန်သူအလောကိုလုံးရင်အဲစစ်တုံမန်းအလုံးကိုရောက်နော်ဒါရယ်အဲ့မှာရန်သူဘက်ကနေထွက်ပြေးအဲစစ်တီ6ရောက်ဘာကြောင့်လဲဆိုတော့ရန်သူအတက်ပြတ်နေကျွန်တော်တို့ကခုနလိုကျွန်တော်တို့ကအဲပေါင်းကောင်းနဲ့တွားနိုင်စွမ်းရှိတဲ့ကျွန်တော်ကဒီစစ်ကြောကိုဒီချက်ပူရလက်ကောင်းကိုတိုက်တယ်ဟုတ်တာပေါ့ဟုတ်တာပေါ့ အဲ့ဒီမှာမပြည့်လေဆိုတော့ဒီရှောင်းတကယ်ဖြစ်ဖြစ်ဖြစ်တဲ့ဖန်ဖြစ်တဲ့ဒီလောက်ချင်းစတော့ကျွန်တော်တို့ပြစ်ကူပရမတော်ပြစ်ကူသွားတယ်။ဒါပေမဲ့ပြစ်ကူဆင်မှုပဲနဲ့ကိုယ်တိုင်ဝင်လုံးရတဲ့အဆင်မျိုးဖြစ်သွားတာ။အဲ့ဒီအချိန်မှာချားလိုကက်ဘီရက်ဒီ LBD ရက်ဒီကအများကြီးပဲအများကြီးပဲဆိုတော့ကျွန်တော်ကဒီစစ်ကြောင်းကတက်ပြတ်ပြန်ဆုတ်တဲ့အချိန်နောက်မှာချင်းလေးမြေပဲရှိတယ်။တကယ်တမ်းဟန်ချက်ညီညီနဲ့ဒီတိုင်ပွဲကိုတိုက်နိုင်မယ်ဆိုရင်ဒီစစ်ကြောင်းကိုတော့ကနီးပါးလောက်ကျွန်တော်အပြတ်ချုပ်နိုင်တယ်။ဟုတ်ကဲ့။အဲ့ဒီအချိန်မှာကျွန်တော်ဘာလို့စကားပြောလို့ဆိုတော့ COC ကြာနာမှု ချင်းပုံမှန်နည်းနည်းလေးလိုအပ်တာကျွန်တော်အညာတက်ဖွဲ့တော်လေးများချင်းအောင်ပုံမှန်ဒီဆောက်ပိုင်းအားနည်းလေးလိုကျွန်တော်အနေနဲ့မြင်နေတယ်ဟုတ်ဟုတ်ကဲ့ပါကိုကကျွန်တော်ကဒါကလည်းဥစ္စာပေါ့နော်အဲကျွန်တော်တို့တွေဒီဟိုစစ်သားအစ်စ်ကြီးတွေကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်တို့ကပြည်သူဘတ်တော်သားကျွန်တော်တို့ကဖြစ်တယ်စစ်သားစစ်ကြီးတွေမဟုတ်တော့သူတို့တွေကဒီစကားစချင်းညာတက်တွေကသူတို့ကတင်းနှန်းနေသူတို့ကတက်ခဲ့ရတယ် ဟိုပဲဖြစ်ဖြစ်ငယ်သားပဲဖြစ်ဖြစ်အဲတင်းတန်းနေတက်လာပြီးတော့သူကတသွေးတတန်တမိတ်ဆိုတဲ့အဥ္စာကိုသူတို့ကိုကောင်းတဲ့ကိုရိုက်တွင်းထားတယ်အဲကျွန်တော်တို့ဒီတော်လန်ရေးရဲဘော်တွေနဲ့ PDF ရဲဘော်တွေတိုင်းသားလက်နက်ကင်တွေအကုန်လုံးကြတော့အဓိကပါလဲဆိုတော့ကျွန်တော်တို့ကဟိုပြည်သူတွေဘက်ကနေပြီးတော့ရက်တည်ပြီးတော့ပြည်သူတွေဒုက္ခရောက်နေတာကိုကျွန်တော်တို့ကနေပြီးတော့ မခံမရနိုင်လို့ကျွန်တော်တို့တိုက်ပွဲဝင်တာစိတ်တက်တွေနဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်တာသူတို့တွေကခိုင်းလို့လောက်ကြတာအဲ့ဒါလေးတွေတော့နည်းနည်းကြွားသွားတာပေါ့နော်ဟုတ်တယ်ဆရာဟုတ်တယ်မြန်မာရှိတဲ့အင်အားစုတွေကအာတကယ်အဲညီလေးညီညွတ်ကြတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုတိုက်ပွဲပုံပုံပုံလုပ်မယ်ဆိုရင်လေအဲညာလည်းနဲ့စွစွင်ဝင်အော်တိုကန်တော့မကင်နိုင်ဘူးအဲကိုလုံးလေးတွေကင်ပြီးတက်လာကြအဲ့ဒါမျိုးလေးတွေမြင်ပြီးဆိုကျွန်တော်တို့ တော်တော်ခံစားရတယ်ကျွန်တော်တို့ညာအတကယ်ကိုဘယ်လိုပြောလဲမိဘကပြန်ပတ်လို့ရတဲ့နေကိုကင်ပြီးတော့တိုက်နေရတဲ့အနေအထားမျိုးဖြစ်နေတယ်တခါတည်းကဘိုးရင်မရှိတဲ့ကျွန်တော်ဒေတာမှာဟိုဘိုးရင်မရှိတဲ့မိသားစုဝင်တွေအများကြီးပြန်ပြန်လည်းပြောရင်ဟိုကကျွန်တော်ဒီအညာပဲကျတော့မိစုခန္ဓာရွာတွေအများကြီးပဲဟုတ်ကဲ့ဒါပေမဲ့သူတို့တော်လိုင်းကိုစိတ်ပြက်လာဆိုစိတ်မပြက်ဒီတော်လိုင်းထဲမှာပဲသူတို့ဘဝတွေကိုစရိတ်ခံပြီးတော့ နောက်မျိုးဆက်အတွက်သူတို့နင့်နာခံပြီးတိုက်ပွဲဝင်ကြတဲ့ရဲဘော်တွေကာလီကျွန်တော်ရဲဘော်တွေကိုပြည့်ပြည့်စုံမထားနိုင်တဲ့ဒီခါမျိုးရှိကျွန်တော်စိတ်မကောင်းဘူး။ဘာလို့တော်လိုင်းဆိုတော့ပြည့်စုံနေတော့မရှိဘူးပေါ့ဗျာ။ဒါပေမဲ့လာစင်ဒီဘူးလေးတော်မှာကျွန်တော်တို့အနေနဲ့တခါတည်းရန်ဆိုရင်ကျွန်တော်တို့အပြင်းနဲ့တာအများကြီးရှိတယ်။ဟုတ်ကဲ့။ကာလီတိုက်ပွဲတွေကဇက်တိုက်ဖြစ်ပြီးဆိုရင်ကျွန်တော်တို့အနေနဲ့ကကျန်းကြီးနောက်ထပ်အရန်ကြီးဟောစုဆောင်မှုပြဿနာအဲအဲ့ပြဿနာကျွန်တော်ဟိုဟာဘယ်တိုင်းမလုပ်လောက်ဘူးဒီဖြစ်တယ်။ ကျွန်တော်တို့ဆိုရင်ဒါဆိုရှယ်မီဒီယာကိုအရင်ကြီးမသုံးဘူးမသုံးကျွန်တော်တော်လိုင်းရေးစာရေးတွေကအာကျွန်တော်ဟိုဟာပုံပုံရင်းကိုတိတ်ပြီးပေါ်ပြတာမရှိဘူးဒါပေမဲ့ဒီစကိုင်းတွင်နဲ့အမှတော့ပုံကြီးလို့မြင်တော့ပုံမှန်သိပါတယ်ဟုတ်ကဲ့ဟိုကျွန်တော်တို့တွေအားလုံးကဒါလေးမဲပေါ်လေးမဲပါတော့ဟုတ်ကျွန်တော်တို့တွေအားလုံးကဟိုပြည်သူကိုကျွန်တော်တို့ကနေပြီးတော့မူတီပြီးတော့ပြည်သူဘက်ကနေကျွန်တော်ကရက်တည်ခဲ့တဲ့တူ အဲနောက်ကနေပြီးတော့ကျွန်တော်တို့ပတ်မိုးတဲ့လူတွေကလည်းတောက်လျှောက်ကျွန်တော်တို့ကိုပတ်မိုးကြပါတယ်ပြည်သူတွေကနေပြီးတော့ကျွန်တော်တို့မှာပြည်သူဆိုတာပြည်သူပဲရှိပါတယ်တော့ဟိုနောက်ကနေပတ်မိုးတဲ့လူတွေကလည်းရှိနေတယ်ကျွန်တော်တို့မှာအဓိကကျွန်တော်တို့မှာကြီးမလုံလောက်မှုကအဓိကဖြစ်နေတာပေါ့နော်ပြည်သူတွေကလည်းနိုင်ငံတကာမှာရှိတဲ့ပြည်သူတွေကလည်းဘာတွေဖြစ်လဲဆိုတော့ဟိုတော်လိုက်ကလာကအခု၄နှစ်ကျော်သွားပြီ၄နှစ်ကျော်သွားပြီဆိုတော့လက်ပန်းကျနေကြပြီပေါ့နော် လက်ပန်းကျနေတဲ့အချိန်မှာအခုတတိကျွန်တော်တို့ကဇွဲလုံးလဝရိယနဲ့ကျွန်တော်တို့ကနေပြီးတော့ဒီစက္ကစချင်းညာတက်ကိုကျွန်တော်တို့ကခြေမိုးနေတာဟိုတွေ့ရတော့ကျွန်တော်တို့ဟိုလေးစားရတဲ့ကျွန်တော်တို့အားကိုးရတဲ့ရဲဘော်တွေဟိုတွေ့ရတော့ကျွန်တော်တို့တကယ်လဲဂုံယူမိပါတယ်လေးလဲလေးစားပါတယ်ရဲဘော်တွေကိုကျွန်တော်တို့ကအထီးကအပုံးအရှာကျွန်တော်တို့မခံနိုင်တော့ပါဘူးခင်ဗျာ ဟိုကိုလိုလဲဆက်ပြီးတော့ကြိုးစားပေးပါအောင်တောင်းထားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကိုအဲနောက်တစ်ခုကတော့ကိုကဟိုကျွန်တော်ပြောချင်တာကတော့ကိုဒီစကားစနဲ့အကိုလိုနဲ့ဟိုစကားပြောရမယ်ဒါမှမဟုတ်ရင်ဟိုစကားစနဲ့ကိုနဲ့ထိတ်တိုက်တွေ့မယ်ဆိုရင်ဟိုခေါင်းဆောင်နေတဲ့ပေါ်တွေ့ရင်အကိုဘာတွေပြောချင်တယ်ကိုမင်းရှင်းတာတော့အများကြီးကိုဖြေခွင့်နေရဒါပေမဲ့စကားစအနေနဲ့ ဒီပြည်သူဒီနိုင်ငံကိုတကယ်ချစ်ရလားဒီငယ်ဒီလေးဒီငယ်တို့လေတို့ရေတို့ကိုသူတကယ်ချစ်ရလားချစ်တယ်ဆိုရင်သူဒီရမျိုးတွေလောက်ဆရာအကြောင်းမရှိဘူးအဲတို့နေနဲ့အနာရှင်စံတန်အဲတွေးပေါ်နေတဲ့ဒီချက်ပို့ပြီးတော့ဟောတို့နေနဲ့တော့တန်းကိုမိုက်နေတော့ပါမိုက်နေတဲ့အချိန်မှာအဲအနာရှင်ရဲ့ဇတိရတဲ့ဒါမျိုးပဲဒါမျိုးပဲလာမှာကရာပြုတ်လို့ပုံစံမျိုးပဲလာမှာပဲဟုတ်ကဲ့အဲ သူ့ရဲ့စက်တင်ရတော့မလမလနိုင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအာနာရှင်ကိုအဆုံးနိုင်ကျွန်တော်တို့ကဒီအာနာရှင်စနစ်ကိုပျောက်တဲ့အချိန်ပျောက်ကွယ်တဲ့အချိန်ဒီမျိုးကပျောက်ကွယ်တဲ့ဒီကျွန်တော်တို့အဲတော်လန်တော့မှာဟုတ်ကဲ့ပါအခုရဲ့စိတ်တက်ကြီးကိုတော့ကျွန်တော်တို့လေးစားပါတယ်ကိုရဲ့အဲဆက်လက်ပြီးတော့လည်းအကိုတို့တောင်းခံပေးတာပါကျွန်တော်တို့လည်းတတ်နိုင်တဲ့လောက်ကျွန်တော်တို့လည်းအကိုတို့ကိုကူညီပံ့ပိုးပါမယ်ကိုရဲ့အဲအဲ့လိုမျိုးပဲနိုင်ငံတကာမှာရှိတဲ့ ျွန်တော်တို့ရဲ့ပြည်သူတွေအားလုံးနဲ့ဆက်လက်ပြီးတော့အကိုတို့ကိုကူညီပံ့ပိုးကြပါလို့ကျွန်တော်ဒီမိခိုကျွတ်လျှောက်အစီအစဉ်ရနေပြီးတော့အခုကျွန်တော်ဟိုအခုပူဇော်ကျွန်တော်ပြောချင်ပါတယ်ကိုနောက်ပတ်ဆုံးတစ်ခုကတော့ကိုရဲ့အဲပြည်သူတွေကိုလက်ရှိအနေထားပေါ့နော်အားရှိစရာ အားပေးစရာအဲကိုပါလေးမြတ်ကိုပြောချင်ပါတယ်ခါလေးပြည်သူတွေကမေးတယ်ကိုကြီးအတော်လေးဘယ်တော့ပြီးမလဲခါလေးအရင်တော့ နောက်လည်း6လလောက်တောင်းခံလိုက်ပါအောင်ကျွန်တော်ကလန်နာပြောပြီဟုတ်ဒါပေမဲ့ tolerance ဆိုတာတော့ဟာရေးမြေလေးဟာရအဲ့လိုဘက်ဆုံးညီမြမှပွင့်နေပန်းလို့လေဒီသူနဲ့ tolerance သမားတွေနဲ့တစ်ထက်ချင်းကြတဲ့နေ့အသားရဖြစ်တဲ့နေရာ tolerance ပြီဟုတ်ကဲ့ပါကျွန်တော်ဒီတော့လည်းဝင်ခဲ့တယ်ဆိုတော့ဒါပြည်သူကိုချစ်တဲ့စိတ်လူ့ဖွဲ့စည်းကိုချစ်တဲ့စိတ်အမှန်တရားကိုချစ်တဲ့စိတ်ကြောင့်ဒီကျွန်တော်တော့လည်းဝင်လာပြည်သူတွေ အားလုံးကလေဒီဂျာမျိုးစိတ်သက်ကြီးထက်တူကြလာတဲ့ရဲ့ကျွန်တော်တွန်လိုင်းပြီမှာကျွန်တော်ရဲဘော်တွေကလည်းကျွန်တော်တစ်ခါလေးပြောတယ်ကိုကြီးတွန်လိုင်းပြီတော့ပြီမှာမင်းတို့ကိုယ်တိုင်စစ်တီတော်ဂျင်းဝတ်တွေနဲ့ညီမျှလာတဲ့ရဲ့ပြည်သူတွေနဲ့ဆက်ဆံလိုက်နာမယ်ဂျင်းဝတ်တွေတလီရစာဆက်ဆံလာတဲ့နေ့တွန်လိုင်းရပြီမှာဖြစ်တယ်ရုပ်ရှင်နဲ့မင်းတို့ကစစ်တုံးတွေကိုလေးစားလိုက်နာမယ်။ဒီလိုဆက်ဆံလိုက်နာမယ်ကျုံတွေလေးစားလိုက်နာမယ်။ဒါဆိုရင်မင်းတို့တော်လိုက်ပြီ။စစ်ပုံကြလာပြီ။ AC ပြီးသွားပြီ။ကျွန်တော်အတန်မျိုးပဲ အဲပြောတတ်တယ်ဟုတ်ကဲ့ပါခင်ဗျာအရင်တုန်းကကိုကကိုရင်ကြီးဘွားနဲ့တပိတ်နဲ့ပရိကိုကင်ခဲ့တဲ့အခုလက်တည်းဟာအခုဆိုရင်ပြည်သူတွေကိုဒုက္ခပေးတယ်ပြည်သူတွေကိုဒုက္ခပေးတယ်စစ်ကောင်စီကိုတနက်ကင်ပြီးတော့တော်လန်ပုံကန်နေတာကိုကျွန်တော်တို့လေးလဲလေးစားပါတယ်ဂုံလဲယူပါတယ်ကိုကျွန်တော်တို့ရဲ့မိကိုချောက်အစီအစဉ်လေးမှာအခုအနေနဲ့ ပေါဝင်ကူညီရတဲ့ဟိုအခန်းကဏ္ဍလေးမှာဟိုကျွန်တော်တို့ဒီစိန်သီးဆေးရောင်စုံဆိုတဲ့ကဏ္ဍလေးဟာဒီစိန်သီးဆေးရောင်စုံကကျွန်တော်တို့ဟိုရတဲ့ဝင်ငွေကိုကျွန်တော်တို့ကတော်လိုင်းရေးပြီးတဲ့အထိကျွန်တော်ကလှူထားပါတယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်အခုတို့လည်းလှူပြီးသားလည်းဖြစ်သွားပါပြီအခုတို့မှလိုအပ်တာလေးတွေကိုလည်းကျွန်တော်တို့ကူညီပံ့ပိုးပေးပါမယ် ဲဘာပဲပြောပြောပေါ့နော်ကျွန်တော်တို့တွဲလက်တွေကိုခိုင်ခိုင်မာမာနဲ့ကျွန်တော်တို့စုပ်ကင်ထားကြပါလို့ကျွန်တော်ဒီညနေ့ကျွန်တော်ပြောချင်ပါတယ်အဲနောက်ပိတ်ဆုံးကျွန်တော်ဟိုကြပြားလေးတစ်ပုဒ်နဲ့ပဲအဆုံးသတ်ပြရစီကိုရဲတဲငယ်နုနုမြက်ပင်စုကိုတခုကျင်းတော်ကကြွက်တော်ဝါဒီကြိုက်ခါဖြက်ရေးဝင်မလေးဤထိုသည့်မြက်ပင် လုံးမောင်းတင်တော်ကြွက်ပင်ဝေးစွာစင်တော်မသည် ရုံရံခက်လာပါသည်အခုချိန်မှာတော့ကျွန်တော်တို့ပန်းချွေတဲ့လမ်းပြင်မှာလှမ်းနေရပြီမဲ့ ပန်းကြွေလိုမမွေစမ်းရည်လေးတွေလည်းမအေးသေးပါဘူးတနေ့နေ့တစ်ချိန်ချိန်မှာတော့ကျွန်တော်တို့စမ်းရည်တွေလည်းအေးလာတော့ပါမယ်ပန်းတွေလည်းမွေးလာတော့ပါမယ်လို့ကျွန်တော်ဒီနေရာနေပြီးတော့ပြောချင်ပါတယ်ကိုဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်ရဲ့မိဂိုချက်ချောက်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းတို့ခင်ဗျာဒီနေ့ဟာကျွန်တော်တို့မိဂိုချက်ချောက်ကျွန်တော်တို့လိုက်တဲ့အချိန်မှာစကိုင်းတက်ရင်၄၀၀ ကျွန်တော်တို့ရဲ့ညီကိုတော်ကိုရင်ကြီးလူထွက်เนาะတိုက်ပွဲဝင်နေတဲ့ကိုလိုင်နဲ့ကျွန်တော်တို့မိကိုချက်ချောင်းလေးကျွန်တော်လိုက်လိုက်တဲ့အစီအစဉ်လေးကိုဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်လို့ကျွန်တော်ဒီနေရာနေပြီးတော့ပြောကြရင်ကျွန်တော်တို့အစီအစဉ်လေးကိုဒီနေရာနဲ့ပဲနှစ်သိမ့်ပေးကြပါခင်ဗျာဆက်လက်ပြီးတော့လည်းကျွန်တော်မိကိုချက်ချောင်းကျွန်တော်ဆက်လိုက်ပါအောင်မယ်ခင်ဗျာ